ကျောင်းညာရဲ့ပြည်သူများအားလုံးမင်္ဂလာပါရှင်။ဆမခင်နင်းယူရဲ့ချစ်လာတဲ့ဆွေဝတ္ထုလေးကို အပိုင်းဆက်အနေနဲ့ဖတ်ပြပေးနေတာပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်း6ပါရှင်။မင်းညာမင်းမျက်နှာကို တွေးမိတော့အခါငိုချင်လာတော့သည်။မမလေးမမလေးအပြင်တွင်မိုက်ငယ်လာခေါ်နေပြန်သည်။ ။ကောင်းရင်စပွဲမှာနိုင်ယူထားကြည့်တော့အခါတွင် ရှစ်နိုင်ဝင်ထိုးနေပြီ။မငယ်သည် ကျမနူးမင်းသိ၍ထွက်သွားပြန်သည်။ဟီချိုးပြီးသည့်အခါတွင်မူညင့်ကစိတ်မောခဲ့သည်များတက်တာသွားသလိုဖြစ်လာသည်။စိတ်ထဲမှာလည်းနည်းနည်းပေါ်သွားသည်။အခန်းတကားဖွင့်၍လေကားမှာဆင်းချိန်တွင်စိတ်ထဲမှာလှုပ်ရှားလာပြန်သည်။မမေကိုဘလို့ရင်ဆိုင်ရပါမလဲ။မမေသည် ကျမဖြည့်ရှင်းသည်ကိုမှနားထောင်ပါမလား။ လဖက်ရည်တောက်မှစောင့်မမလားအမှန်တော့ယခုအချိန်မှာလဖက်ရည်တောက်ချိန်မဟုတ်တော့အတော်နေမြင့်နေခဲ့လေသည်သမင်းစားကန်းနဲ့ရောက်ချိန်တွင်ဘသူမှမတွေ့တအိမ်လုံးကလည်းတည့်ရွေနေသည်မငယ်ပြင်သွားသောလဖက်ရည်ပွဲမှာကျမအတွက်ခြောက်ကက်ကက်ဖြစ်နေသည် လဖက်ရည်ကိုကြိုက်ချတိုင်းရှင်းနှင်းလာရသည်မုန်းတစ်ချက်ကိုပင်စားပြီးမရတော့မငယ်သည်ကျမပြီးတွင် ဖြည်းဖြည်းလာ၍ရက်သည်မငယ်တအိမ်လုံးတိတ်လိုပါလားမမေတို့ရောမငယ်သည်ဘာဖြစ်နေမှမသိဖြက်ဖြက်လက်လက်မရှိပြီမမေရောတော်တော်ပါစေးုံသွားကြတယ်မမခင်တော်တော်သေးလို့တဲ့မနေ့အစောကြီးစေးုံကတယ်လီဖုန်းဆက်လို့ဟေးငါတော့မသိပါလားကလေးတွေရောဦးကျော်နဲ့နောက်ဖက်ချန်ထဲမှာတော်တော်ကမမလေးကိုမနှိုးနဲ့ဆိုလို့ မမေသည်ကျမကိုလူတန်းမသွင်းကျင်တော့ပါကလားလက်ဖက်ရည်ကိုဆက်ရမတောက်ကျင်တော့မမခင်စီလိုက်သွားကျင်သည်ကျမသည်အပေါ်တက်၍အဝတ်လန်းနေတော့မင်းမငင်ရောက်လာသည်မမလေးတယ်လီဖုန်းလာနေတယ်ကျမမအဝေးလဲပြီးအောက်သို့ဆင်းခဲ့သည်တယ်လီဖုန်းကိုင်လန်းလင်းကိုကိုမအောင်တန်ကိုကြားရသည်ရှုလာဟဲ့အခုမြမြအလုပ်တက်ကိုလာခဲ့စမ်းဒီမှာကိုကိုမရှုအတွက်ကားတစ်စီးမှအိမ်မှာမရှိဘူ အလုံးစေးုံသွားကြတယ်။မမခင်တော်တော်ဖြစ်နေတယ်။အေးလေဒီလိုဆို ကိုကားပို့လိုက်မယ်။မြ мян လိုက်လာခဲ့ပါ။အရေးကြီးလို့စေးုံနေခင်းမှာသွားနော်။တစ်ဖက်မှာတယ်လီဖုန်းချပြလိုက်ပြန်သည်။စေးုံမသားရရေးစိတ်ပြတ်သွားပြန်သည်။နိုင်ဝက်အတွင်ကားရောက်လာ၍အလုံးတိုက်သို့လိုက်ခဲ့ရလေသည်။တိုက်ခဲသို့ဝင်ဝင်ချင်းကိုအောင်ကျော့ကိုတရေရမိသည်။သို့သောသူ့အခန်းထဲတွင်မရှင်းလင်းဖြစ်နေသည်။ သူဖဲ့သွားပါလေ။ကျမနဲ့မျက်နှာချင်းဆိုင်ရမှာစိုးသည်ထင်သည်။ရှင်းတန်သည်ပြီးတော့ရှင်းရပြခြင်းသည်။ဒါပေမဲ့ကျမ၏ဖြစ်ရှင်ချက်မှာသူ့ကိုခ่ายရကြောင်းအတိတ်ပဲမပေါ်စေခြင်းမေ။မာနမှာစိတ်ထဲတွင် ခုနေုံဖြစ်သည်။စိတ်ဆက်ခြင်းဖြစ်လိုက်သည်ကိုတော့တစ်ဖက်မှခြေနှဲ့၍နေသလိုလိုဖြစ်၏။ကိုကိုမအခန်းသို့ရောက်လာချိန်တွင်ကနာမငိမ့်ဖြစ်နေသောမင်းသားယူကိုတွေ့ရသည်။ သူသည်ဆိုဖာပေါ်ထိုင်နေရမှထ၍ခုန်လိုက်သလိုဖြစ်သွားသည်။အိမ်မှာမင်းညကဖြစ်လိုက်သောကိစ္စကိုသူလုံးလုံးဘာမှသိပုံမပေါ်ပဲ။မမခင်အသေးအံဖြစ်သည့်တဲ့င်းမှာလဲသူစိတ်ကိုတုံ့လုံးပုံမပေါ်ပဲ။ခါမှပစိုးမှရှော်ရဲရဲဖြစ်နေ၍ပြင်ဝင်နေသည်။ကျဲသည့်ပြုတ်နေသောရှက်အင်းကြီးတောင်ရင်မက်မှဟင်းလင်းပေါ်နေသည်။ကောင်းကဖွာနေသောစပင်များကလည်းမင်းညကအရက်စထုပ်မိမြခင်းငယ်စီကိုဖော်ပြနေသည်။ ကိုကိုမောင်ရဲ့အရာသမားကိုင်မှာခုမှကြကြနနာပေါ်လာသည်။ကျမကိုလှမ်းအကြည့်တွင်သူ့မျက်လုံးမှာရဲရွနေသည်။ရခင်ကစက်တီရှိသည်ဟုထင်ခဲ့သောမျက်ခုံးနနက်မှလည်းအခုတော့ကြောင်တော်သားဖြစ်သလိုထောင်နေသည်ဟုထင်ရသည်။ကိုမနေ့ကကော့ကတေးပါတီသွားလို့ဟဲ့။ယူထိုင်အောင်လေ။ချော့တန်သည်သူ့စကားရဲတွင်ပါလာသည်။ခဏနေအောင် ောက်ဖက်ခန်းသူဝင်သွားကဆောင်ရွက်များကင်ပြီးပြန်ထွက်လာသည်။ဆိုဖာပေါ်တွင် ပြန်ထိုင်နေပေမယ့်သူ့ခန္ဓာကိုယ်မှာကနာမငြိမ်သလိုဖြစ်နေသည်။ကိစ္စတကူကအရေးကြီးနေလို့ခေါ်ရတာ။ဘာကိစ္စလဲကိုမ။သူသည်ဆောင်ရွက်ကိုရွေးထုတ်ရင်းကျမမျက်နှာကိုမကြည့်ဘဲစကားပြောနေသည်။ဟိုတခါကိုနဲ့တွေ့တဲ့မစ္စတာဘောကိုမှတ်မိလား။မှတ်မိပါတယ်။ဘောနဲ့ကိုနဲ့စာချုပ်စရာရှိလို့ရှမ်း ကျမသည်အံ့အားတင်သွားသည်သူစကားပြောနေပုံမှာရေးရဲဝုံဝုံမဟုတ်ပင်တစုံတရာကိုရှက်တလို့ဖြစ်နေသည်တရီးကိုလည်းခဏခဏမျိုးနေသည် ကျမကိုဘာဖြစ်မျက်နှာချင်းဆိုင်မပြောလည်းမသိပင်အခုသူညနေ2နာရီလောက်မှစင်ကာပူကိုသွားမယ်ဟိုကနေအမေရိကန်ကိုပြန်မှာဆိုတော့ခုစာချုပ်ကိုအမြန်ပြီးအောင်လုပ်ရမယ်သူက string hotel နံပါတ်၈မှာတဲတယ်မနေ့ကရို့ကိုလွတ်လိုက်မဲ့အကြောင်းသူ့ကိုပြောခဲ့တယ်ဒီတော့ သူသည်ကျမမျက်နှာကိုတစ်ချက်ကြည့်၍ဒီတော့ဒီကိစ္စကိုလျှို့ဝှက်ထားမှာမို့ယူကိုယ်တိုင်လက်လိုက်စက်နဲ့ဒီစာကိုရိုက်ပေးပါ ကိုကိုမောင်လက်မှတ်ထိုးမယ်ပြီးတော့သူ့စီသွားပြီးသူ့လက်မှတ်ကိုယူခဲ့ပေါ့တွေ့ရပြန်ပြီကျမသည်ဘာမှမသိတော့အဖြစ်ထဲမှာရခုမရှင်းမရှင်းစတုတ်တခုကိုထွက်၍ခင်းအောင်မြည်ထင်းသည်ကျော့ဒါကမနေ့ကသဘောတူခဲ့တဲ့စာချုပ်အကြမ်းပဲဒီကိစ္စနဲ့ပတ်သက်လို့မမေလည်းမသိစေနဲ့ကျမသည် သူလှမ်းပေးသောစာချုပ်အကြမ်းကိုလှမ်းယူ၍ဖတ်လိုက်သည်။ကျမသာပိုင်နိုင်သူဖြစ်ပါကစာရွက်ကိုစုပ်၍ဖြဲခြင်းသည်။သူ့ကိုမော့ကြည့်လိုက်သောအခါသူသည်မျက်နှာလွှဲနေသည်။ခုကမှသိအခက်တာပဲ။ကျမသည်တူတူပင်ညီးလိုက်။ဟမ်။ဘာပြောရဲယူ။ယူလဲစိတ်ညစ်ပြီခုကမှဒီကိစ္စကိုယူသဘောမတူဘူး။ဘာဖြစ်လို့လဲယူရဲ့။ ဒီစာချုပ်ပြီးလို့ငွေတထောင်ရမှာကိုကိုမောင်ကိစ္စရွာပြီးမှာကျမသည်စိတ်ကိုတင်းရွေနေရသည် ပြောချင်သည့်စကားများသည်ရှင်နှဲတွင် ပြေလာသည်ကိုကိုမောင်ကိုပို၍ယွန်ရှာလာသည်စာချုပ်ပါစာရမ်းမှာအမေရိကန်မှမစ္စတာဘောယူခဲ့သောဝတ္ထုစာအုပ်ငါအုပ်နှင့်အခြားစာအုပ်ငါအုပ်ကိုဘာသာပြန်၍ကိုကိုမောင်ကထုတ်ဝေရမည်ဖြစ်သည်ထုတ်ဝေကနှင့် အခြားစိတ်ဘာမှမပါစာတအုပ်ကို တထောင်ကျနှင့်စာအုပ်ဆယ်အုပ်အတွက် ငွေတထောင်ကိုမစ္စတာဘောကပေးမိဖြစ်သည်စာအုပ်နာမည်များကိုဖတ်ပြီးသောအခါတမစိတ်ထဲတွင် ပို၍စိတ်ညစ်သွားသည်မစ္စတာဘောရောက်လာကလေးကထိုစာအုပ်များသူ့စီရောက်လာသည်ကျမဖတ်ပြီးသလောက်တော့စာအုပ်တွေမှာအမေရိကန်လူမျိုးတို့ဤဒီမိုကရေစီကိုဝါရဖြန်ထားသည်သူတို့ဤနေချက်မှုကိုပရိသတ်များမျက်လုံးတွင်ပန်းမွင့်ဖုံးရထားသောစာအုပ်များလည်းပါသည်တရားမျှတမှု လူအခွင့်အရေး တိုင်းငယ်ပြီးငယ်ကလေးတွေဤလွတ်လပ်မှုစသောစလုံးတွေကို အများဆုံးသုံးထားသောစာအုပ်များဖြစ်သည်ဒီစာအုပ်တွေကိုဘာသာပြန်လိုက်ရင်ကျမရင်ထဲတွင်တင်းကျပ်ကျပ်ကြီးဖြစ်သွားသည်စာအုပ်ဆိုသည်မှာယောဂါဘုထံပြန်ပွားလွယ်သည်တစ်ချိန်လုံးကဝါရဖြန်ကောင်းလို့၍ဖက်စစ်ဤမစင်မုံကို ချယ်ရီပန်းတွင်လုံမြမာတွေကမြင်ခဲ့ရသည်ယခုလဲอืมကျမသည်ခေါင်းကိုတွင်တွင်ခါလိုက်မိသည် ်ယူအချိန်ရှိတော့ဒီစာအုပ်တွေကိုလည်းတစ်နှစ်အတွင်းအပြီးဘာသာပြန်ပေးရမယ်ဟုတ်ပါတယ်ကိုကိုမဒါပေမဲ့ဒီအလုပ်ကကောင်းမှမထင်ဘူးမမေကြီးကလည်းချက်ဆိုနှစ်ခွက်ကမိတောက်တယ်ဒီအကြောင်းလေးသိသွားရင်ဒုက္ခပဲပြီးတော့မမေကြီးသိရမသိရတဲ့ဒီစာအုပ်တွေကမကောင်းပါဘူးသူဒီညနာလွှမ်းနေပြန်သည်သူရင်လဲမထွေးနိုင်မအံ့နိုင်သလိုဖြစ်နေပုံရသည် ကိုကိုမောင်ကကလောင်ကိုတပေါင်းနဲ့အမေရိကန်ကိုရောင်းစားတယ်လို့ဖြစ်နေတယ်။ဟာရှူရဒီစားအုပ်ကအတိုင်းမီကိုဘာတိကြိုက်မှမဟုတ်လို့လေ။ကိုကိုမောင်အပေါ်မှာယူစရာလုပ်စရာမလိုဘူး။ဒါပေမဲ့ဘာလို့သူတို့ဝါရမ်းဖြန့်ပေးရမှာလဲ။တခြားအစာပြီးတသက်စားအုပ်တွေပြည့်လို့ဘာသာပြန်မလား။ဒါကဘလဲကိုခေါ်ဖို့ငွေတပေါင်းလိုချင်လို့။ကျမစိတ်ထဲရင်သူ့ကိုမကြည့်ချင်ပေ။တခြားစာအုပ်တွေဘာသာပြန်တော့ကိုဘာသာထုတ်ရအောင်မှာ။ ရောင်းရတဲ့ငွေကိုတိုက်ရလိုက်တော့ကိုကိုမောင်မို့ဘာကြံပါတော့။ဆောင်မူကလည်းအလီလီရနေမှာ။တိုင်းပြည်ပြတ်သည် ဆိုကမှစောင်းတေးကောင်းနေတော့နေရိုးဘရင်နဲ့ကိုကိုမောင်မှာတူလှသည်။သူ့မျက်လုံးတွေသည်ကြောင်ရွေလေများနေသလား။နိုင်ငံသားတွေဟာနိုင်ငံရေးတွေမဟုတ်ဘူး။လင်းများကိစ္စမှာတော့ဝင်ရှုပ်နေပြီ။အခုကိစ္စမှာကိုကိုမောင်တူတူကြကြတွေးကြည့်ပါလား။သူတို့ကတိုင်းပြည်ငယ်လေးတွေကိုသူတို့ဘက်သိမ်းဆွေး ်လက်ဝဲဝါရဖြတ်မှဆိုပြီးတွေ့ယူတွေ့တန်းဖြစ်ပါဇက်ကသာငိမ့်ငိမ့်ရီတရားမျှတရီရွရွနေပြီမဲနောက်ပိုင်းမှာပြည်ငယ်လေးတွေကျူးကျော်မှုမှာသူတို့ကြည့်ပဲဟာယူရလဲအမေရိကန်တွေပေါ်မှာအယမ်းထင်လွန်ပါတယ်။ဗာမြန်လက်စုပ်လက်ကင်ပြနိုင်လို့လဲ။အော်အမေရိကန်ရဲ့လို့တော့မဆွဆွဲပါဘူး။ဒါမဲ့ဘယ်တိုင်းမြေကလက်စုပ်လက်ကင်ပြနိုင်အောင် လုပ်မလဲ။စဉ်းစားလေးကြည့်ပါဦး။ အလဲစိတ်မှုန်နေရတယ်ဘာမှသတိမရဘူးလားမဟုတ်ပါဘူးပလဲကိုလည်းယူလို့မုန်းနေပါတယ်အဲ့ဒါတော့မှားလိမ့်မယ်ပလဲကိုလည်းမမုန်းအမေရိကန်ရောအင်္ဂလိပ်ရောကမ္ဘာမှာဘယ်လူမျိုးမှမမုန်းဒါပေမဲ့ကျူးကျော်သူတွေနဲ့နေချဲ့တွေရောမုန်းနေခတ်ပါတယ်မြန်မာပြည်တော့လာသမျှဝါဒကိုတိုင်းရင်းသားတွေကိုယ်တိုင်ကလက်ခံပြီးဝါဒဖြန့်ပေးနေတာပဲသူသည် ဖြက်ခနဲထ၍ပြတင်းရှိရာသို့လျှောက်သွားသည် အပြင်ကိုငေးကြည့်နေရမှကျမပဲလက်ကြည့်သည်ယူရှင်မင်းကကိုယ့်ရဲ့ private secretary ဘာဖြစ်ဖြစ်ကိုခိုင်းရင်လောက်ရမှာပဲသွားအခုချက်ချင်းဒါအောင်ပြီးအောင်သွားရိုက်ချီကျမစိတ်ထဲတွင်အခန့်ရခတ်သွားသည် သူ၏အမိန်ပေးပုံမှာမနှဲဟန်ဆောင်ထားရပုံပေါ်နေသည်ကျမသည်ဖက်မြမြမြင်ထား၍တစ်ဖက်ရှိလက်နှိပ်စက်ခန်းသို့ထသွားလိုက်သည် နောက်ဆုံး ကျမစိတ်ကိုတိတိကျကျဆုံးဖြတ်လိုက်သည်အင်မတန်စိတ်ပြည့်စရာကောင်းသောမယရာယူကြီးနှင့်တူနေသည်ကျမသည်တစ်ချက်ချက်နှင့်ရိုက်ပြီးစာရွက်တစ်ရွက်ကိုယူကသူ့စီသို့ပြန်လာခဲ့သည် သူသည် ဆိုဖာပေါ်တွင်လွှဲ၍မျက်နှာကိုလက်နှင့်အုပ်ထားသည်ကိုကိုမဒီမှာဟင်မြန်လိုက်လားသူသည်ထိုင်၍ဆောင်ရွက်ကိုဆွဲယူလိုက်သည်။စာချုပ်ကျန်းကိုမူကျမသည်ဆိုဖာပေါ်တင်လိုက်သည် ဒါဒါဘာလို့တာလဲစားရင်မှာပါတဲ့အတိုင်းပဲပေါ့ပလဲကိုခေါ်ဖို့ယူမကန့်ကွာဘူးဒါမှမဟုတ်ကုစားကြုံမှာတော့ယူမပါပါရစေနဲ့ကလင်ကလင်နဲ့တယ်လီဖုန်းခေါင်းလောင်းတန်မြည်လာပြန်သည်ယူသွားနှာထောင်စမ်းကျမသည်တယ်လီဖုန်းနားထိုင်ပြီးပြန်ချထားလိုက်သည်ဒီမှာကိုကိုမမမခင်ဆေးရုံမှာဆုံးသွားပြီတဲ့อืมเอ๊ะ သူဟန်ဘာမှဘာမှမထူကြပဲစာကိုဆက်ဖတ်နေသည်စာမှာကျမ၏ထွက်စာဖြစ်သည်မမခင်မှာတေးသာသွားရသည် သူချစ်လင်သည်ခွေးတကောင်တေးသလောက်တောင်မတုံလို့ပင်ယူဘာလို့လောက်ကထွက်မှလဲကျမစိတ်ထဲတွင်အမှန်တော့ဝမ်းနေသွားသည်ဆက်လုပ်လို့လည်းမကောင်းပါဘူးအခုကိုကိုမောင်လောက်တာလဲယူမကြိုက်ဘူးမနစ်သက်တဲ့အလုပ်ကိုစိတ်ဆင်းရဲခံပြီးလုပ်နေရတာဟာကျမ၏ကိုထိခိုက်တာပဲအိုးမဟုတ်တာမထွက်ရအောင် မဖြစ်ဘူးထွက်ကျင်တယ်။တိုင်းပြည်မှာဖြင့်နေဆက်အရာအစော်ကားအကျူးကျော်ခံနေရပြီးကိုကိုမကတော့မိန်းမအတွက်နဲ့နိုင်ငံသားတွေကိုဝါရကောင်းကောင်းဖြန့်ပေးနေရပဲ။ကိုကိုမမှပင်ကိုစိတ်မရှိတော့ဘူး။စရဲဘူးသလိုပဲ။ပြီးတော့ဘာလဲ။သူသည်ကျမထွက်စာကိုလက်ထဲမှချိန်မပြလိုက်သည်။မျက်နှာတစ်ခုလုံးညည်ရဲ၍ချွေးပြန်နေသည်။ကျမရင်ထဲတွင်ခန်းစားရသည့်ဝေဒနာမှာသက်သာလာသည်မဟုတ်ပေ။အတူတွဲ၍လှုပ်လာသည့်နှစ်ပိုင်းတွင သူ့ဘာသာဘလို့ပဲပြပြတတီနေနေကျမကိုသားပညာပေးလေသည်ကိုကိုမောင်မကျမဤဆရာဆိုလဲဟုတ်သည်ကျေးဇူးရှင်ဆိုရင်လည်းမှန်ပေသည်ယခုလိုနှုတ်ထွက်လိုက်ခြင်းအပြင်သူ့ကိုကပြန်ရန်ကြပေသည် သူခိုင်းသည်ကိုကျမကမလုပ်သည့်အပြင်အလုတ်ကပင်ထွက်လိုက်ခြင်းဖြင့်ကျမအပြုတ်မှုမှာတင်းမာလာသည်ရှင်ထဲမှာလန့်ရွေနေသည် ပြိုင်းကိုကပြန်မိမင်းသားလိုလှန်ဆွေးရသေးမှလည်းဆွေးရင်ရသေးသည် ဒါပေမဲ့မတက်နိုင်တော့ပြီးဒီလိုကြကြနေလာရင်တည်ရန်နေရာကြီးလည်၍နိုင်ငံသားတွေစိတ်တဆစ်စင်ရေးတွင်ပါနေတော့မည်တည်ရန်နေသစ္စာပေါက်ကမှပို၍စုမည်သူ့ကျေးဇူးတွေကိုကျမတက်တန်းတွင်မှတ်တမ်းတင်၍ပုံကိုအနေနဲ့လေးစားတော့မည်ယခု သူတင်ပေးသောအရင်နှင့်တက်နေသော ကျမအခြေအနေတွင်တနေ့နေကြဆုံးသွားခြင်းတုတ်တက်လာခြင်းများမှလည်းကံတရားပဲပဲပေါ့လောကရန်အလျောက်တော့ဖြင့်ကျမတွေ့ကြုံသွားရပြီတော့မြည် ကျမသည်စိတ်ကိုတင်း၍စကားအဆပြောမိပြန်သည်ရှုမှအမှန်တော့ကိုကိုမောင်ကျေးဇူးတွေအများကြီးရှိပါတယ်အခုလိုလူနဲ့သူနဲ့တူအောင်စာရေးနိုင်တာကိုကိုမောင်မိတော်မြောက်ပေးလို့ပဲရှုဟာကိုကိုမောင်အခုအရင်လိုပဲချက်ပါတယ်အခုနေလာတဲ့အချိန်တွေမှာရှုဟာကိုကိုမောင်အလိုကြအားလုံးလည်ရောခဲ့တယ်မဟုတ်လားသူသည်ညင်၍ကျမကိုကြည့်နေသည်အကြာလေးတရားလိုနင်းနင်းညံ့ညံ့မရှောင်းကိုမအနာမနေခဲ့ရှူအခုစိတ်ဆင်းရရတယ်ဘာဖြစ်လို့ ကောင်ကျွမ်းယူနယ်စည်းစတာကိုဖျက်လိုက်ပြီတိလားဟေးမင်းဟိုဟိုဘလို့ဖြစ်တာလဲသူမျက်နှာမှာအတော်အဆိတ်မကောင်းမှုရသည်ယူနယ်ကိုကိုမောင်ညားနေပြီလို့အထင်လွဲတာပေါ့အရင်မို့လို့နဲ့ညားရီကိုတရိယာသေးရဲ့လားအမင်းအိမ်ခန်းနဲ့အတီလိုက်ဖို့ရတာလေပြီးတော့ပသိယုံသွားခဲ့တာရင်းနှစ်ယောက်တည်းသကောင်သလဲတီနေရတာရင်းအဲ့ဒါလေးစူပြီးဥကြွားညာနေပြီလို့သတင်းညွှန်တာပေါ့ဟဲ့ဒုက္ခပါပဲကိုသွန်းရှင်းပြမယ်ယူ မသွားရဘူးမဖြစ်ဘူးကိုကောမရှုခွန့်လို့ပါတော့ဒီမှာကိုယူဆက်မနေချင်တော့ကျမသည်ထိုင်ရမှထားလိုက်သည်ကိုကြောင့်တော့ယူစိတ်မစင်းရဲစေရဘူးအလုံးဆက်လို့ကလေးစိတ်စင်းရဲခဲ့ရတာပဲရှုမင်းတကယ်သွားမှာလားသူစီလည်းထိုင်ရမှထားလိုက်သည်ဟုတ်ကဲ့သွားတော့မယ်မမခင်လည်းမရှိတော့ဘူးပြီးတော့ပလဲနဲ့ကိုကိုမှမယူကြသေးဘူးယူအတူနေဖို့ခက်တယ်အလုပ်ကိစ္စမှလည်းယူစိတ်မတန်တော့ဘူး ဟင်သူမျက်နာသည်မဲ့ရီမဲ့ရီလာသည် ကျမရှိသူတို့လာကကျမပခုံးနှစ်ဖက်ကို ကြည့်ကြည့်ပါအောင်စုပ်ကိုင်၍လှုပ်လိုက်သည်သူမျက်လုံးတွင်မှဝိုင်းဆိုင်၍ကျမကိုစိုက်ကြည့်ရင်မိခင်ကိုကိုတယောက်တည်းရှိတော့တယ်ကိုအားလုံးအောင်စုံသွားကြပြီမင်းရပါကိုကိုပြစ်သွားတော့မှာလားဟင်သူအတန်များသည်လှိုက်၍တုံလာသည် ရှင်နှဲမဝေဒနာကိုတန်လိုက်များက ဖော်ပြနေသည် နှလုံးနဲ့လည်းမျက်ရည်ရေးဆိုလာတော့အခါကျမလန့်သွားတော့သည်။ရှူခွန်းလပါကိုကိုမစိမ့်ပင်စိမ့်လိုက်ရပေမဲ့မပြတ်နိုင်သောအတန်အစင်တွေကြောင့်ကျမအတန်တွေလည်းတုံလာသည်။မျက်ရည်တွေလည်းဝိုင်း၍လာတော့သည်။အေးသွားတော်မိခင်ယူမင်းရောကိုတန်တန်ရှင်းရှင်းနဲ့ညီမလေးတရားလွှတ်ချက်ပါတယ်။ကို့အချစ်ပေါ်မှာတော့မင်းလေးစားစေခြင်းနဲ့။သွားတော့သူသည်တကယ်ပင်ရှိုက်ပြီးရှိုက်ပြီးငိုသည် ျမစိတ်ထဲတွင်အထိပယ်မတွေ့ရတော့ကျမပခုံးကိုစုပ်ကင်ထားသောလက်များကိုဖြည်းဖြည်းလျှော့ချလိုက်တော့သည်စပင်ကဖေယူပြင်အသားရည်နီးဆက်၍ပစိုးရော်ရဲရဲနှင့်ငုံနေပုံမှမင်းသားယူကြီးနှင့်တူလာသည်ကျမလည်းကြကြနေမဖြစ်တော့ပင်ကိုစရင်အဖင် ကျမအပေါ်စိတ်ထားကောင်းသူတယောက်ဖြစ်တော်သူကိုကြကြကြည့်နေလင်ကျမတနာလာ၍သွားပြတော်မူမဟုတ်တော့ကျမသည်သူ့ကိုတစ်ချက်ကြည့်၍ သွားရမယ်တခွန်းသာပြောက အခန်းပြင်သို့ပြေးထွက်လာခဲ့သည်စိတ်ထဲတွင် လူโซကိုင်းလက်မှလွတ်လာသလိုတအားတွန်းပြေးမိနေသည် အမှန်လဲလူโซကိုင်းမဟုတ်တော့လဲအစိမ့်ဘဟုဌာနနှင့်တွေ့လာသည်တက်နေဝန်သတင်းစာကြားအနေနဲ့မမြင်နိုင်ငံခြားသားတို့ဤဝါရဖျံဌာနကြီးဟုမြင်လာသည်စိတ်ထဲမှာရွံ့မုန်းကြီးဖြစ်လာတော့သည် ကျမနာမှာတရရကလိုက်လာလေသည်တိုက်ဝါရောက်တွင် ကျမခြေကောင်အတုပ်တွင် နောက်မှလက်ကိုဖမ်းဆွဲလိုက်သည် ယူနေအောင်လှလှန်းဆွဲထားသူမှာကိုအောင်ကျော်ဖြစ်နေသည် ယူခွေသွားမလို့လဲဒီမှာမနေချင်ဘူးပဲဝဲပြေယူသွားတော့မယ်ကိုကိုကိုလဲလိုက်မယ်လေကျမသည်မျက်လုံးအကြောင်သားနဲ့ငေးနေမိသည်ခဏတော့အံ့အားတဲ့နေသည်ဘာလို့ရှင်ရလိုက်ပါလဲကိုလဲဒီမှာမလုပ်ချင်ဘူးသူသည် အနှဲငယ်တုံနေသည် စာအုပ်တအုပ်ကို600နဲ့ဘာသာပြန်ခိုင်းတယ်။ကိုလဲယူနဲ့လက်ထက်ချင်လို့လက်ခံလိုက်တယ်။ဒါပေမဲ့ဒီစာအုပ်ကိုမပြန်ချင်တော့ဘူး။ကျမစိတ်တွင်ပိုးရညစ်သွားသည်။ American ပေးသည့်တထောင်ထဲမှ400ခေါင်းပုံဖြတ်လိုက်ပါဘော။အင်းဒီလိုဆိုကောင်းချော့သဘောပဲယူတော့သွားရမယ်။ယူနဲ့အတူကိုလဲလိုက်မယ်။အတူကျမသည်မျက်လုံးအပြူသားနဲ့ပြန်မင်းမိသည်။အင်းဘော။ကင်ထားသောကျမလက်တွေကိုတင်းတင်းဆုပ်လိုက်၏။ အတူလိုက်မယ်ယူအစာရေးကမိရခွန့်လို့ပါယူနဲ့ကိုကိုမအခန်းထဲမှာပြောနေတဲ့စကားတွေကိုအကုန်ကြားတယ် စာအုပ်ပြန်ပေးဖို့လာတာအပြင်းနေနားထောင်နေရတာပေါ့ခွန့်လို့ပါကဲလာတော့ကြစို့သူဒီကျမလက်ကိုပိုင်ပိုင်နိုင်နိုင်ဆွဲ၍ရှေ့မှမြန်မြန်ဆင်းသွားလေသည်။အော်ဖြစ်မှဖြစ်ရပါလေအကြောင်းတရားနဲ့။သူ့နောက်ကကမန်းကဒန်းလိုက်ခဲ့ရပါမယ်။ကြိုက်ဝရသောအခါစိတ်ထဲမှာဝမ်းသာသွားမိသည်။နေကိုနင်း၍ မိုးကိုမြင်ရသည့်တပြိုင်တည်းလူပီကျွပီလူပင်အော်မိ၏အနောက်ဘက်မှကျမတို့လုခင်နေပြီခင်နေယူအဆုံးထိနားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်